ိုင်းရမြန်မာရွှေပြောင်းလို့သမားတွေအနေနဲ့တကြံကာလအတွင်းနေရပြန်ရင် re-entry အဝင်ထွက်တုံးထူးစရာမလိုပဲပြန်နိုင်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါဗျ။ Morris ပြောပို့ထားပါတယ်ခင်ဗျာ။မြန်မာ၊ကမ္ဘောဒီးယား၊ Vietnam နဲ့ Laos နိုင်ငံတွေကရွှေပြောင်းအလုပ်သမားတွေဟာတကြံကာလအတွင်းနေရပြန်မယ်ဆိုရင် re-entry အဝင်ထွက်တုံးထူးစရာမလိုပဲပြန်နိုင်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားတာပါ။နှစ်နိုင်ငံကြားဆက်ဆံရေးပုံမှုကောင်းမွန်စေဖို့တကြံကာလမိသားစုဝင်တွေနဲ့အတူရိုးရာပွဲဝင်နှွှဲမဲ့ ရွှေပြောင်းလုံသမားတွေအနေနဲ့အိမ်ပြန်ကုန်ကြစိတ်တက်တာစေဖို့ယူရထားတာဖြစ်တယ်လို့ထိုင်းလုံသမားဝန်ကြီးကဆိုပါတယ်။ထိုင်းရောက်မြန်မာရွှေပြောင်းလုံသမားတွေကတော့လက်ရှိမြန်မာနိုင်ငံရဲ့စစ်မှုထမ်းဥပဒေကြောင့်နဲ့ကိုယ့်အရက်ဒေတာကတိုက်ပွဲတွေကြောင့်တကြံကာလပတ်ရက်ကိုအိမ်မပြန်ပြစ်ဖို့များတယ်လို့ TPP ကပြောပါတယ်။လုံသမားတွေအများစုကတော့ဒီနေဆက်ဒေတာကအထဲမှာရောက်နေတဲ့ဒီအလုပ်သမားတွေကပြန်မဲ့လူတွေကနည်းမနည်းသူတွေအဖြစ်လို့လဲဆိုရင်တော့အဲ့ဒီစစ်မှုထမ်းဥပဒေကြောင့်ဒီမှာအဲ့ဒါရွေး အဒီ90အောက်ကလူငယ်တွေကတော့မပြန်ကြဘူးလို့တော့အပြောတာတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုဒါပေမဲ့အသက်90အထက်တော့အဲ့ဒီလိုမျိုးပို့ခိုးတော့ပြန်ချင်းပြမယ်မြန်မာနိုင်ငံကိုပြန်မဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ဧပြီလ1ရက်မှမေလ15ရက်အတွင်းတာ re-entry တုံးထုစရာမလိုမှာဖြစ်ပြီးအဒီထက်နောက်ကျမှပြန်ဝင်လာမဲ့အလုပ်သမားတွေကတော့အရင်လိုပုံမှန်စည်းကမ်းအတိုင်းတုံးထုဂိမ်းဝင်ထွက်ကြေးပေးဆောင်ရမှာဖြစ်ပါတယ် လက်ရှိထိုင်းနိုင်ငံမှာတရားမဝင်နိုင်ငံသားသားဖမ်းဆီးဆစ်ဆီးအရေးယူနေတဲ့စီမံချက်အရှိန်ပြင်းနေတဲ့အချိန်မှာအခုလိုထုတ်ပြန်ချက်ဟာမြန်မာရွှေပြောင်းအလုပ်သမားတွေအတွက်အိမ်ပြန်စရိတ်တက်တာပေမဲ့လည်းမြန်မာပြည်တွင်းမှာလူငယ်တွေပေါ်တာဆွဲခံနေရတဲ့သတင်းတွေကြောင့်မြန်မာရွှေပြောင်းအလုပ်သမားတွေဟာမပြန်ဖို့ဆုံးဖြတ်ထားကြတယ်လို့ဆိုပါတယ်ကျွန်တော်အဓိကဆိုရင်တော့ကျတော့ဒီပြည်တွင်းပြန်ဝင်သွားပြီးွားလို့ရှိရင်ဒီပြည်ပ ပြန်ထွက်ဖို့အတွက်ရမရဘူးအဓိကစိုးရိမ်တာပါပြီးတော့ကျွန်တော်ပြန်မယ်မြို့မှာလည်းစစ်မှုတန်ဥပဒေအရထုတ်ထားတော့ဒီမြို့မှာရှိတဲ့လူတွေတော်တော်များလည်းဒီ people ထွက်ဖို့ပဲစ조사နေကြတာဆိုတော့ကျွန်တော်အနေနဲ့ဒီလာမယ့်တစ်ချိန်မှာတော့ဟိုမြန်မာပြည်ပြန်ဖို့တော့စီစဉ်တော့မရှိပါဘူးဟိုအဓိကတော့ပြန်တော့ပြန်ချင်ပါတယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကြောင့်ဟိုစိုးရိမ်လို့မပြန်ပြည့်တဲ့သဘောပါပဲဗျာ ထိုင်းမှာနေထိုင်ခွင့်အထောက်အထားမရှိလို့ name list အမည်စရင်တင်သွင်းထားတဲ့လူသစ်တွေအနေနဲ့လည်းဒီ match လ30ရက်အပြီးအလုတ္တမမှတ်ပုံတင်ကပ်ပြုလုပ်ထားကြဖို့အလုတ္တမဝန်ကြီးဌာနကနှိုးဆော်ထားပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းမှာထိုင်းမှာတရားမဝင်နိုင်ငံခြားသားဖမ်းဆီးစစ်ဆေးရေးယူနေတဲ့စီမံချက်ကတစ်လအတွင်းမြန်မာအလုတ္တမတပေါင်းနီးပါးအဖမ်းခံခဲ့ရပါတယ်။ကျွန်တော် Morris ပါ။